နောက်ဆုံးကြည်စံပဲဗျာအဲ့ကြည်စံကိုသူတို့ထုတ်မသုံးလို့မရတော့ဘူးဒါပေမဲ့အဲ့ကြည်စံကဘာမှဘူးသူတို့နိုင်စရာအကြောင်းလည်းမရှိတော့သူတို့လက်သူတို့နိုင်စရာအကြောင်းလည်းမရှိတော့သူတို့လက်မခံရင်နောက်ဆုံးကြည်စံပဲဗျာအဲ့ကြည်စံကိုသူတို့ထုတ်မသုံးလို့မရတော့ဘူးနောက်ဆုံးနောက်ဆုံးကြည်စံပဲဗျာအဲ့ကြည်စံကိုသူတို့ထုတ်မသုံးလို့မရတော့ဘူးဒါပေမဲ့အဲ့ကြည်စံကဘာမှဘူးသူတို့နိုင်စရာအကြောင်းလည်းမရှိတော့ တို့လက်မခံရင်လည်းမရတယ်လက်မခံရင်ရတယ်2025မှာပါဖြစ်မလဲ2026အစမှာပါဖြစ်လဲဆိုတော့တို့ကိုတို့သိတယ်ကျွန်တော်တို့ပြောကြမလို့တော့ဘူးအဲ့ဒါရှင်းရှင်းလေးပဲအထူးသဖြင့်တို့ရဲ့ mindset တွေတို့ရဲ့ဟိုတွေးခေါ်မျှော်မြင်ချက်တွေတို့တလျှောက်လုံးတုံတင်လန်ခံလာရတဲ့ဟာတွေကတစ်စက်ကလေးမှမပြောင်းတဲ့ဟာကိုခုမှပြောင်းလို့ပါတော့လုံနေစမ်းကျွန်တော်တို့ဘလုံးမဝေဝါးစရာအကြောင်းမပြုကျွန်တော်တို့ကလုံစရာရှိတာဆက်လုပ်သွားမှာပဲကျွန်တော်တို့တော်လိုင်းဖွဲ့စည်းအားလုံးကလည်းကျွန်တော်တို့နေပြည်တော်မှာပြန်ဆောင်ကြမယ်ဗျာအဲ့ဒါပဲပြောချင်တော့တယ် ဟုတ်ကဲ့ဆရာစောတော်နီးခင်ဗျာအခုနေပြည်တော်မှာပြီးခဲ့တဲ့3ရက်ကျင်းပခဲ့တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့နော် Peace Talk 2025တွေ့ဆုံဆွေးနွေးခြင်းမှဒီငြိမ်းချမ်းရေးစီတို့ဆိုပြီးသူတို့ခေါင်းစဉ်နဲ့ဆွေးနွေးတာပေါ့အဲ့ဒီမှာ nebel ပေါင်းစုံอ่ะပေါ့နော်အတန်ပေါင်းစုံသူတို့ခေါ်ပြီးဆွေးနွေးကြတယ်နိုင်ငံရေးပါတီတွေနောက် EAO သူတို့နဲ့စကားပြောနေတဲ့အဖွဲ့တွေလည်းပါတယ်နောက်တက်သည့်ပညာရှင်ဂရုတွေဖွဲ့ပြီးဆွေးနွေးတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာ NSPNC စစ်ကောင်စီကဦးစီးပြီးတော့ဆွေးနွေးတယ်အတိကတော့ ဟိုဒုတိယဗိုလ်ချုပ်ကြီးຢာပြီပေါ့သူက UCB ဆွေးနေတယ်ဆိုတော့သူ့ရဲ့နောက်ဆုံးနေ့မှာသူပြောကြချက်ကတော်တော်လေးထူးကြပါလေဆိုတော့အဲ့ဒါဘာလဲဆိုတော့ဟိုဆွေးနေတဲ့နေရာမှာသူတို့ဘက်ကတော့ဘာမှ precondition မထားဘူးပေါ့ဆွေးနေလို့ရတယ်ဒါပေမဲ့တစ်ဖက်ကတဲ့ဟိုတက်မတော်နိုင်ငံကြီးကထွက်ရမယ်ပြောတယ်နောက်တက်မတော်ဖြစ်ရမယ်နောက်ယာယီဆိုးကဖွဲ့ရမယ်အဲ့ဒီလိုတွေမှဆွေးနေမယ်ဆိုတော့ဒါဆွေးနေဖို့ကတော့မဖြစ်နိုင်ဘူးလို့သူပြောတယ်ဒါပေမဲ့ထူးကြတာကသူဆက်ပြောတာကဒါပေမဲ့အဲ့ဒီတောင်းဆိုချက်တွေ precondition တွေတစ်ဖက်က precondition တွေကိုလာဆွေးနေ အဲ့ဆိုသူတို့ဆွေးနွေးပေးမယ်စစ်တပ်ကထွက်မယ်ဆိုတဲ့ကိစ္စလည်းလာဆွေးနွေးပေါ့အဲသူကအဲ့လိုမျိုးပြောလိုက်တယ်ပြောလိုက်ပြီးနောက်ကျွန်တော်ထပ်သိရတာကဆွေးနွေးတဲ့နေရာမှာလည်းသူတို့ကနေပြီးတော့မှမဟုတ်ဘူးတခြားဘယ်နိုင်ငံမှမဆိုဆွေးနွေးဖို့သူတို့အစဉ်သိရှိနေဆိုတော့လည်းကျွန်တော်သိရတယ်ဆိုတော့ဒါကတော်တော်လေးထူးခြားနေတယ်ပေါ့ဆိုတော့စစ်ကောင်စီကအဲ့လိုထုတ်ပြောလိုက်တဲ့အနေအထားကသူတို့ဘက်အခြေအနေအခြေအနေက မဖြစ်မနေဆူနေရတော့မှအနေထားလားဒါမို့တကယ်အပြောင်းလဲကိုလှုပ်ချင်နေလားနောက်မို့သူတို့ဘက်ကတော်တော်လေးအလျှော့ပေးလာနိုင်တော့မယ့်အခြေအနေမျိုးလားဒါသုံးသက်စရာအများကြီးရဲ့အဲ့တော့သူတို့ဘက်အခြေအနေကိုဆက်အနေနဲ့ဘယ်လိုမျိုးမြင်လဲအရင်ဆုံးသုံးသက်ပေးစီလိုပါလေကျွန်တော်အနေနဲ့ကတော့သူများတွေကထူးတယ်ထူးတယ်လို့ပြောရဆိုမှကျွန်တော်ကြည့်ရတာဘာမှမထူးဘူးကြာသူတို့ပုံစံကတော့အရင်အတိုင်းပဲဘာဖြစ်လို့ဆိုတော့အကြက်တဲတစ်ခုခုတွေ့လာပြီးဆိုတော့အဲ့လိုပုံစံပုံမျိုးနဲ့ပဲပြန်မယ်ချိုးချိုးနာပဲလေ ဟိုအထူးသဖြင့်အာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာဆိုအဲ့ဒါအကြတဲပေါင်းဆောင်ရင်ဆိုင်နေရတဲ့ကာလကသူတို့အဲ့ဒီကာလတွေပဲဖြတ်ကျော်နေရတာပဲအဲ့ဒါမျိုးဆိုသူတို့ကိုကိုလှုပ်တော့မယ်အထူးသဖြင့်လူတို့မျက်စိမောက်အောင်တခါတည်းဟိုမျက်လက်ပြတဲ့ဟာတို့မျိုးတွေအများကြီးလှုပ်တာတဲ့88ရှေတွန်းဆိုကျွန်တော်တို့လူငယ်ဘဝနဲ့ចောင်းသားဘဝနဲ့အဲ့ဒါတွေကြုံခဲ့ရတာပဲဗျာနော်ဟိုလိုလိုဒီလိုလိုနဲ့ယူကောက်ပွဲထားလို့ပြီးတော့နောက်ဆိုဘာမှလည်းမဟုတ်ဘူးအဲ့ဒါကာတဲ့လူတွေကအဲ့ဒီဟုတ်နော်ဟုတ်နော်လောက်နာကိုအဲ့ဒီတော့အကြတဲနဲ့အခုဒီကနေ့2021ပြည်တဲ့နောက်ပိုင်း သူတို့ကြုံတွေ့နေတာအကြက်တည်းကဘာမှမဆိုင်တော့ဘူးပြအခုကပြဿနာကနည်းမြေဆုံးရှုံးတာအဲ့ဒီနည်းမြေဆုံးရှုံးကဘလို့မှသူတို့ခြေမကန်ဘူးလက်မကန်ဘူးဘလို့မှတိုက်ခါဆက်လို့မရတော့ဘူးရှစ်တန်းမှရှိတဲ့သူတို့တက်တရားတစ်ခုပဲရှိတယ်သူတို့လည်းလည်းမချဘူး ဆိုရင်တော့ဗာပဲသူသွားမေးကြည့်ခင်ဗျအဲ့တိတ်ခါအဲ့တိတ်ခါဆိုတော့သူကဘာစားလို့မရတဲ့ဟာကြီးอ่ะအခုကသူတို့ကအဲ့ဒါပြောမသေးမချင်းအကောင်လုံးကင်ထားမဲ့ဟာတွေသူတို့ဟိုအပေါ်ဆုံးအောက်ဆုံးအထိအဲ့ဒါမို့သူပြောနေတဲ့ဟာတွေကျွန်တော်တို့နားထဲမှာလုံးဝဝင်လို့ရတော့ဘူးကြာအဲ့ဒါဘာဖြစ်လဲဆိုတော့ကျွန်တော်ကန်းကုန်ပြီရှင်းရှင်းပြောရရင်ကန်းကုန်ပြီနော်ငယ်ငယ်ဖြစ်စဉ်တော့ကလည်းကျွန်တော်တို့ကိုယ်တိုင်ပါဝင်ခဲ့တယ်သူတို့နဲ့မျက်နှာချင်းဆိုင်လို့စကားပြောနေတာပဲဒီလူတွေကအထူးသဖြင့်သူတို့ရဲ့ mindset တွေသူတို့ရဲ့ဟိုတွေးခေါ်မျှော်မြင်ချက်တွေသူတို့ 这小龙洞的那坑里的蛤蜊，这这里慢慢变红的哈乌，古嘛变红的路把路面上，就是那路嘛会滑些，叫我们去，就那路老些些，山路多嘛的。我本来是说，哎呀，来拍马景嘛，土里阿景来嘛。啊，古都看苏罗嘞，佮好比，哎，秋天时间大嘛，彻底阿多，走路嘛比较舒服嘛，就那路，看都伊得嘞，哎，时间大嘛，就走倒来，会那那跟那那苏巴尼汤苏，哎呀，来个看嘞，我。 ချက်တွေရွတ်တယ်လို့ကျွန်တော်တို့ကောင်းရမှာလဲဆိုတော့နေဘာပြောစရာမလိုဘူးသူတို့မပြောဘူးဆိုတာပြောသူတို့စိတ်ထဲမှာအများအဲ့ဒီတေးထားတယ်စကားပြောကြည့်တာအဲ့ဒါပဲထွက်ထွက်လာကျွန်တော်ဘလို့မှယုံလို့မရဘူးအကိုကပဲငင်းငင်းငင်းစကားပြောတယ်ပါးစားငင်းငင်းတခွားခွားခွားပြောအဲ့ငင်းငင်းစကားတော့မဆုံးဘူးမှပွားပြီးတော့ဘုံကျက်တပ်ဖြတ်တာလူလူရောတန်ဃာလူရောဘာမှမချောင်းအဲ့ဒါရေဘသူကယုံတော့မလဲရဒီဒီနေထားမျိုးอ่ะအဲ့ရမလို့ကျွန်တော်ပြောချင်တာအကိုကတော့ကျွန်တော်တို့ကထားတယ်အဲ့သုံးချက်ရှင်းရှင်းလေးပဲငငင်းရထွက်ငငင်းရထွက်တယ်ဆိုရင်ငငင်းတခုလည်းမဟုတ်ဘူး နော်အုတ်ထုတ်ရေးရောကြီးပွားရေးရောဘယ်ခဏမဆိုဝင်လျှောက်ထားအကောင်လုံးထွက်နောက်တော့ဖွဲ့စည်းပုံခြေခံဥပဒေဖြစ်ဖြစ်ရမယ့်ကျွန်တော်တို့ Federal Democracy ကိုလက်ခံပြီးရင်နောက်ဆုံးတစ်ချက်ဖြစ်တဲ့အသွင်ကူပြောင်းရေးကာလတလှမ်းတရားမျှတမှုဆိုရသူတို့ကျွလွန်ခဲ့တဲ့များကိုတောင်းခံမယ်အခုသူတို့ပြောနေတဲ့ဆွေးနွေးမယ်ဆွေးနွေးမယ်ဆိုတော့ဟာသူတို့ဆွေးနွေးမယ်ဆိုရင်လည်းကျွန်တော်တို့က ID စစ်တမ်းရအောင်ပြင်ပြီးတော့စစ်စစ်တပ်ကိုအသွင်ပြောင်းမဲ့ဟောက်ကျွန်တော်ဆွေးနွေးမယ်ဆိုပေမဲ့အဲ့ဒီမဆွေးနွေးခင်ကတည်းကအဲ့ဒီကျွန်တော်ပြောရတဲ့အချက်သူတို့လက်ခံမယ်ဗျာ လက်မခံနဲ့ကျွန်တော်ဆွနှုတ်လို့ပဲစင်ပြူသူတို့ပြောတဲ့ဟာကအဖြေအပေါ်နေပြီလေဒီဥစားဘောနော်ကြိုတင်စီကန်းတတ်မှတ်ချက်ဆိုရင်တော့ဘလို့မှမဖြစ်နိုင်ဘူးဘောနော်ကဲမဖြစ်အကဲအကဲမဖြစ်နိုင်ဆိုပြီးတော့နောက်တစ်ခါပါပြောသေးလဲကဲမဖြစ်နိုင်ဆိုပြီးမဲ့လို့ဆွနှုတ်လိုက်မယ်ဆိုတော့သူတို့ပြောတဲ့စကားအဖြေအပေါ်နေပြီလေမဖြစ်နိုင်တဲ့ဟောက်သွားဆွနှုတ်မယ်ဆိုတော့ကျွန်တော်တို့ပတ်သက်တိရဘာမှမဖြစ်နိုင်တော့ဘူးအဲ့တော့ဖြစ်နေတဲ့အခါကျွန်တော်လှုပ်ရှားရှိတာကျွန်တော်ဆက်လုပ်သွားမယ်။နိုင်ငံရေးရောက်စီရေးရောက်တန်တမန်နီးရေးရောက်စီဝိုင်းပိတ်ဆို့မှုလူတို့လှုပ်ရှားမှုဖြစ်အောင်အကုန်လုံးကျွန်တော်ဆက်လုပ်သွားမှာပဲ။ဒီအချိန်ဒီကာလမှာ ဘာမှဟိုရှိရှိဝေပြောနေစရာမလဲသူတို့လောက်ရနေတာတက်တည်ပြနေတာဘာမှယုံကြည်စရာအကြောင်းမရှိတော့ဘူးဟုတ်ပြီဆရာဆရာကနေပြောတဲ့အချိန်မှာသူတို့အခြေအနေကဒီ2021အာနာသိမ်းပြီးနောက်ပိုင်းအခုဆိုနေမီတွေစွန့်လွတ်တာတော်တော်များလာပြီအကျက်တဲကတော်တော်ကြီးလာပြီတော်တော်မဟုတ်ဘူးတော်တော်ကြီးလာပြီအဲ့အတွက်မဖြစ်မနေသူတို့အလျှော့ပေးဆွနေရတော့မယ့်အနေအထားမျိုးလို့သုံးသပ်ရောရနိုင်မှာကျွန်တော်တို့ကအဲ့ဒါရှိရှိဝေဝေမပြောချင်ဘူးအဲ့ဒါအဲ့ဒီအပိုင်းကသူတို့အပိုင်းသူတို့လောက်ရမယ့်အပိုင်း ဒါပေမဲ့ကျွန်တော်တို့ဟိုအခြေခံကြက်ကြကျွန်တော်ပြောရမယ်ဆိုတော့ကျွန်တော်တို့ပြောပြောနေတဲ့စစ်တပ်နိုင်ငံရင်းစုတ်ခွာရမယ်ဆိုတော့တိတ်ချက်ကနိုင်ငံရင်းအာဏာပအဝင်ချောင်းကိုအာမခံချက်ပေးရမယ်အဲ့ဒါနော်ဒုတိယတစ်ချက်ကအယသာထိန်ချုပ်မှု civilian control over military ဒါမှမဟုတ် civilian supremacy ဆိုတာသူတို့လက်ခံရမယ်နောက်တစ်ချက်ကအာဏာ300ဖြစ်တဲ့အောက်ချိုရေးအာဏာဥပဒေပြုရေးအာဏာတရားစီရင်ရေးအာဏာကိုအဲ့ဒီအာဏာအားလုံးကိုရွေးကောက်ခံဆိုရလက်ထဲမှာပဲရှိရမယ်ဆိုတာရှင်းရှင်းလေးရဲ့နော် နောက်တစ်ချက်ကစစ်တပ်နိုင်ငံရေးကနေစီးပွားရေးကနေလူမှုရေးကောက်လုံးဆက်ဖက်နေတဲ့ဟာအလုံးဆောက်ပါပြီးတော့အဲ့ဒီလုံမဲ့ဟာကိုခါတဲ့ဥပဒေတေချာပြတ်တမ်းတော့အကုန်လုံးဖျက်သိမ်းပြရမယ်နော်စစ်တပ်ဟာနိုင်ငံရေးကနေစီးပွားရေးခွဲထုတ်နိုင်ဖို့အတွက်စစ်တပ်အခမ်းအနားကိုဒီမိုကရေစီစံနှုန်းနဲ့အညီကျွန်တော်တို့အဖွင့်ပြောင်းရမယ်အဲ့ဒါကိုသူတို့လက်ခံမယ်ဒီပရန်ကံွယ်ကာကွယ်ရေးတို့နော်နောက်ပြီးတော့တဘောကဘေးအန္တရာယ်ကြောက်နေတဲ့ဟာကိုစစ်တပ်ကိုသုံးမယ်ဆိုရင်လည်းဒါကလည်းကျွန်တော်တို့တေချာဥရပြန်နိုင်ပြီးတော့သူတို့သုံးပင်ပေးမှာအထူးသဖြင့်စစ်တပ်ကိုသုံးမဲ့နေရမှာဆိုဒါကကျွန်တော်တို့ဥစားဒီ ဟိုအကြင်ကြင်ခါခါနာပြီးသားဆိုတော့ကျွန်တော်တို့ကောင်းကောင်းမှတ်တယ်ဗျနော်အစိုးရအဖွဲ့မှာပါဝင်တဲ့စစ်အရာရှိတွေနေရာမှာအရသာကျွမ်းကျင်သူတွေအစားထိုးရေးနော်စီဝါရေးလောက်ပံ괴ရှစ်တော့ကျွန်တော်တို့ကလုံးပိုက်ပြီးတော့ဥတွေပြတန်းတော့မယ်နော်အဲ့ဒါကိုတို့တို့လက်ခံရမယ်စစ်တပ်စီဝါရေးအာလုံးပုတ်ကလီကစီဝါရေးလုပ်ငန်းတို့လွှဲလွှဲပြောင်းပေးရမယ်ကဲအဲ့ဒါအခြေခံချက်ပဲရှိသေးတယ်အဲ့ဒါတို့တို့လက်ခံရင်ကျွန်တော်စကားပြောမယ်ဆယ်လူတို့လက်မခံမနဲ့ဟိုလိုလိုလိုအချိန်ဆွဲရင်တော့ကျွန်တော်လှုပ်ရမှာရှိဘူးတိုင်းပြန်နာနေပြီကျွန်တော်လှုပ်ရရှိတာဆက်လှုပ်သွားရမယ် ခမဟို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 တကွေးကွေးလိုက်တာနဲ့တခါတည်းက1နှစ်20လောက်ကြာသွားတာဟိုတကွေးကွေးလိုက်တာနဲ့1နှစ်30လောက်ကြာသွားတဲ့ဟာကျွန်တော်တို့ခံပေါများပြီးကျွန်တော်တို့လုံးဝမခံတော့ဒီကောင်ဟုတ်ပြီဆရာတို့ကအတွေ့အကြုံရယုံကြည်နိုင်စရာမရှိဘူးပေါ့နော်အဲ့တော့သူတို့ကတော့ pre condition မထားပဲဆိုးနေမဲ့အခြေအနေကိုထုတ်ထုတ်ပြောလာပြီအဲ့တော့ဆရာတို့ ਨੇ သဘောထားကတော့ pre condition နဲ့ပဲယတိပြတ်ဒီတိုင်းပဲဆက်သွားမယ်ဆိုတဲ့သဘောထားလားဆရာတို့ကတော့ကျွန်တော်တို့ကရှင်းရှင်းလေးရအဲ့ဒါကြီးကအတွေ့အကြုံရဖြစ်ပေါ်လာတဲ့ဟာ NCA လက်မှာထိုးပြီးတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးဖြစ်ရှင်းတဲ့နည်းနဲ့ကျွန်တော်သီးခံပြီးတော့နှစ်ပေါင်းအခု2015 2020အတွင်းမှာကျွန်တော်တို့အကြိမ်ပေါင်းမြောက်များစွာသူတို့ထိတ်တဲစကားပြောတော့ဘာတခုံးမှကိုပြောင်းလဲတာမရှိဘူးအဲတစ်ချိန်လုံးသွေးနှင်းပေါ်သွေးနှင်းဘက်ကိုသူတို့လူလိုသူလိုသတ်မသတ်မှတ်ဘူးကြခါရသူတို့ကျုံလိုပဲသဘောထားတယ်အဲ့ဒီအတွေးခေါ်မြောက်များခုတည်းကမပြောက်ဘူးအဲ့ဒါတွေကကျွန်တော်တို့ဘလို့မှကိုဆက်ပြီးတော့သီးခံလို့မရတော့ဘူးအဲ့ဒါကြောင့်မလို့ဘာဖြစ်ဖြစ်သူတို့ပြောတဲ့ဟာတခုမှလည်းအခုအသက်တွေပြလို့ မရတော့ဘူးဘာဖြစ်လဲဆိုတော့သူတို့ပြောရင်ပြောရင်ရတခါတည်းလူသတ်တန်တာပဲအဆုံးသတ်သွားတယ်ဒါကြီးကဘလို့မှခွင့်လွန်နိုင်ကြအောင်အဲ့လိုမျိုးကျွန်တော်နောက်ဆုံးချက်ဖြစ်တဲ့အဲ့ဒီအသွင်ကူးပြောင်းရဲ့ကာလတရားမျက်တတ်မှုဆိုတဲ့ဟာကိုသူတို့လက်မခံမချင်းဘာမှသွားဆွေးနွေးကြအတိတ်တွေမရှိဘူးအဲ့ဒါကြီးဟုတ်ကဲ့အခုနေပြည်တော်မှာလှုပ်တဲ့ဆွေးနွေးမှုကတော့သူတို့စစ်တပ်တီးတန့်မဟုတ်ဘူးနိုင်ငံရေးပါတီတွေနဲ့လည်းမဟုတ်ဘူးအားလုံးနေပယ်ပေါင်းစုံပေါ့နော်သူတို့ကတိုင်းပြည်ကိုအပြေပြန်ရှာမဲ့ပုံစံပေါ့အခုတွေ့ရတာဆိုတဲ့အခါကျတော့ဆက်ပြီးလဲသူတို့ဓာတ်တွေလှုပ်ပြီးတော့ကမ်းလမ်းမာတွေရှိကောင်းရှိနိုင်တယ် ဲ့တော့ဆရာတို့ဘက်ကဦးဆရာတော့ပြောရေးဆိုခွင့်တူဦးနေနဲ့ဆရာတို့ရဲ့ဟိုအဖွဲ့စည်းရဲ့သဘောထားကိုပြောပြီးတဲ့ဆရာတို့အဖွဲ့စည်းကြားမှာပေါ့အနေဆုံးစီရင်စီကြားမှာဒီအခုနေပြီးတော့မှပြောင်းလဲမှုတွေပြောဆိုချက်တွေပေါ်မှာပြန်ပြီးဝိုင်းစင်းစားဖို့ဆွေးနွေးဖို့ရောရှိလာနိုင်လားဆရာဒါတွေကကျွန်တော်တို့တောက်လျှောက်တွေကျွန်တော်တို့ဟိုဟိုအတွင်းစည်းထဲမှာအများံပြောနေတဲ့ကိစ္စပဲဖြစ်တယ်အထူးသဖြင့်စစ်တပ်နဲ့ပတ်သက်ပြီးရှစ်အနာကကာလမှာမလုပ်မလဲဆိုတာ ကျွန်တော်သိရှိရှိဝေပြောစရာမရှိတော့ဘူးဒါဒီအချက်တရားဒါအခြေခံအချက်ပဲရှိသေးတယ်။နောက်ကြံတဲ့အချက်တရားအသေးစိတ်ဆွေးနွေးရမယ့်အချက်တွေဖြစ်တယ်။ဆိုလိုတာကစစ်တပ်အကုန်လုံးလက်ခံပြီးနိုင်ငံရေးထွက်လဲထွက်ရမယ်။ဖွဲ့စည်းပုံအခြေခံဥပဒေသေးရလဲလက်ခံလဲရမယ်။ဆိုလိုတာက Federal Democracy ကိုဥတီတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေသေးကိုလက်ခံရမယ်။နောက်တော့အသွင်ကွန်ပြောင်းတရားမျှတအောင်ဖြစ်သူတို့ကျွလွန်များကိုသူတို့အကုန်လုံးတန်ဝန်ခံမယ်။အဲ့ဒါကိုလက်ခံပြီးတဲ့နောက်မှာမှဒါတွေစဉ်းစားမှာဗျ။ ဓာတ်တွေကိုတေးချဆွေးနွေးမှာပြအဲ့ဒါကိုလက်မခံမနဲ့ဟိုလိုလိုဒီလိုလိုနဲ့အချိန်ဆွဲပြီးတော့ဟို80တချေတော့တခါ1990တခါအဲ့ဒီကဆွဲထလာတဲ့နှစ်ပေါင်း20 30ကြာသွားတကွေ့အဲ့လိုဂွေ့မျိုးတော့ကျွန်တော်လုံးဝဖြစ်မခံတော့ဘူးပြโอเคအဲ့တော့ pre condition ရဆိုဟိုဗိုလ်ချုပ်ရပြီပြောတာတော့ဒါကတော့ဆွေးနွေးဖို့မဖြစ်နိုင်ဘူးဆိုတော့ဒီ technology ကဘယ်လောက်ထိကြာကြာသွားသွားနိုင်မယ့်အနေအထားဖြစ်နေမလဲဆရာတို့ဘက်ကဘယ်လောက်ထိသူတို့လက်ခံတာကိုလုပ်နိုင်မယ့်အနေအထားရှိလဲ ကျွန်တော်တို့ကရှိချင်းလေပဲအဲ့ dead lot ပါလဲဆိုတော့ကျွန်တော်တို့ကဒီစစ်ရေးတစ်ခုနဲ့လည်းမဟုတ်ဘူးစစ်ရေးတစ်ခုနဲ့ပဲအဖြစ်မဟုတ်ဘူးနိုင်ငံရေးရရောတန်တမန်ရေးရရောစီးပွားရေးပိတ်ဆို့မှုရောလူထုလှုပ်ရှားမှုအကုန်လုံးကကျွန်တော်တို့ဟန်ချက်ရင်နဲ့ဆက်လုပ်သွားမယ်ဖြစ်တယ်ကျွန်တော်တို့ပြောတဲ့ဟာအစတုန်းကတော့လူတွေကရည်စရာလို့ထင်နေဆိုပေမဲ့အဲ့ဒီ2021နောက်ပိုင်း3လနှစ်အတွင်းမှာသူတို့လုံးဝလက်မခံနိုင်တဲ့ဟာတခုကအကုန်လုံးအကုန်လုံးတက္ကပါလုံးကပြန်လက်ခံနေရတဲ့အနေထားရောက်သွားပြီသူတို့နိုင်စရာအကြောင်းလည်းမရှိတော့ဘူး ဘာဖြစ်လဲဆိုတော့ဆုံးရှုံးထားတဲ့နေမြေတွေအခုကမနှဲတော့ဘူးမြို့ပေါင်း100လောက်ရှိတယ်အဲ့ဒီကျေပြန့်တဲ့နေမြေတစ်ခုလုံးမှလည်းသူတို့ဒေနေရမှာအခုတည်နှားထောင်လိုက်နေ့တိုင်းနေ့တိုင်းသူတို့တပ်စခန်းပင်တစ်ခုပြန်သိမ်းလို့ရတစ်ခုမှပြန်သိမ်းလို့မရဘူးအဲ့လောက်ဖြစ်နေတဲ့အခြေအနေမြို့မှာကိုကရှင်းရှင်းပြောရရင်ဗျာသူတို့အခြေအနေသူတို့ကောင်းကောင်းသိပြီလေအဲ့ဒါကြောင့်မလို့ဒီလိုပဲဒီလုံးဝိုင်းဝန်းအပိုက်ဆုတ်မခံရရေးအတွက်ဘယ်နေရာကနေလမ်းကြောင်းဖောက်ပြီးတော့ထွက်ရမလဲဆိုတော့အဲ့ဒါပဲသူတို့ကြည်နေတာဗျတင်းပြောရရင်ကျွန်တော်တို့ကရှင်းရှင်းလေးကိုသိနေပြီသူတို့ဘာလုပ်မယ်ဆိုတော့ အာဟိုထဲမှာဥပင်ခွေရှိလို့ဆိုတော့ကျွန်တော်ကောင်းသိတဲ့ပုံမှာတော့ဒီတစ်ခါတော့လုံးဝအလိမ်မခံရဘူးရေရကျွန်တော်ဒါပဲလှုပ်တော့မယ်ဗျပုတ်ပြီဆရာအဲ့တော့ဆရာကကပြောသလိုတိုင်းပြည်ရဲ့တော်တော်နာနေပြီခုနစစ်တပ်ကလုံးဝနောက်ဆိုးရမယ်ပေါ့နော်ဆရာတို့ကလည်းအရာဆက်ပြီးမယ်အဲ့တော့ဒီအရွေးအတွက်ကိုဆရာတို့အချိန်တိုင်းတာရဘလောက်ထိတတ်မှတ်ထားလဲဘယ်အချိန်မှာတော့အပြီးလုံနိုင်မယ်လို့အဲ့လိုရောလူလူအတွက်ပြောနိုင်မလား ကျွန်တော်ပြောလို့မရဘူးဗျဒါပေမဲ့ကျွန်တော်မပြောပြင်သူတို့ပြောနေပြီသူတို့ပြောနေတဲ့အခုကရွေးကောက်ပွဲ2025အကုန်မှာလုပ်မယ်2026အစမှာလုပ်မယ်ဆိုတော့သူတို့ကသူတို့သိနေပြီအဲ့ခိအဲ့ဒါထက်ပိုပြီးတော့သူတို့အသက်တမ်းမရှိနိုင်တော့ဘူးဆိုတော့ကျွန်တော်အဲ့ဒါမြင်နေရပြီအဲ့ကြောင့်မလို့သူတို့အဲ့လိုခဏခဏထွက်ပြောလာတာ အရင်တော့ဓာညုံးဆိုလုံးဝမရှိဘူးအခုဆိုသူတို့ကိုသူတို့သိလို့ဒါအဲ့လိုမလောက်ချင်တဲ့ဟာတို့ကိုသူတို့လောက်ရတော့မယ်ဆိုတာသူတို့နောက်ဆုံးကြည်စံပဲဗျာအဲ့ဒီကြည်စံကိုသူတို့ထုတ်မသုံးလို့မရတော့ဘူးဒါပေမဲ့အဲ့ဒီကြည်စံကဘာမှဘူးပေါက်လည်းမပေါက်တဲ့ကြည်စံတတောက်ဖြစ်သွားပြီဆိုတာကျွန်တော်သိချာပြောရဲဗျာဟုတ်ပြီဆရာအဲ့တော့နောက်ဆုံးအနေနဲ့ဟိုကျုပ်ရပြေးကသူ့ရဲ့ message ပေါ့နော်စစ်တပ်ကနိုင်ငံရေးကထွက်ရမယ်ဆိုတဲ့ precondition ကိုလာဆိုးနေပါဆိုတဲ့သူ့ရဲ့ပြောဆိုချက်ပေါ်မှာ ဆရာအနေနဲ့သူ့ဘုံတရားဝင်ခုခုပြန်ပြီးတော့သတင်းစကားပြန်ပြီးသူ့ပြောမယ်ဆိုရင်နောက်ဆုံးအနေနဲ့ပါပြောပေးမယ်ဗျရှင်းရှင်းပြောရမယ်ဗျအဲ့လိုမျိုးဆွေးနွေးစီချင်တာရှင်းရှင်းသူတို့လောက်ရမယ်ဟာကစစ်တပ်ဟာနိုင်ငံရေးထွက်ရမယ်စစ်တပ်ဟာဖွဲ့စည်းပုံခြေကဥပဒေတစ်ကိုလက်ခံမယ်ဆိုတဲ့ချက်စစ်တပ်ဟာသူကျွလွန်ကြသမျှကိုတိုင်ဝန်ခံမယ်ဆိုတဲ့ချက်ကိုပထမဦးဆုံးသူတို့လောက်မှသာကျွန်တော်ဆွေးနွေးမယ်အဲ့ဒီအချက်ကိုလုံးဝမပြောဘဲနဲ့တော့ကျွန်တော်တို့ ဘူးမတိပတ်မတိဟိုရင်တော့လို့ရှောက်တော့သွားဆွေးနေမဲ့ချိန်ကုန်ခံလေးခံကုန်ခံနဲ့သွားဘလို့အလုံးဖြစ်တော့ဘူးအဲ့တော့ကျွန်တော်တို့လက်မခံရင်လည်းပဲမရတယ်လက်မခံရင်ရတယ်2025မှာပါဖြစ်မလဲ2026အစမှာပါဖြစ်လို့ဆိုတော့တို့ကိုတို့သိတယ်ကျွန်တော်တို့ပြောကြရမလို့တော့ဘူးအဲ့ဒါရှင်းရှင်းလေးပဲโอเคဆရာစောတော်နေကျေးဇူးတင်ပါတယ်နေပြီးတော့မဘ ෝජ ုတ်ရပြီပြောတဲ့သတင်းစကားပေါ်မှာအခုလို့ပြန်ပြီးတော့ကျားရူရဲ့သဘောထားကိုရှင်းရှင်းလင်းလင်းပြောကြပေးတဲ့အတွက်ကျေးဇူးတူးတင်ပါတယ်ဆရာ ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့တော်လိုင်းဖွဲ့စည်းအားလုံးကလည်းကျွန်တော်တို့နေပြည်တော်မှာပြန်ဆုံကြမယ်ဗျာအဲ့ဒါပဲပြောချင်တော့တယ်တော်လိုင်းဖွဲ့အစီအားလုံးနေပြည်တော်မှာဆုံမယ်ဆိုတာနေပြည်တော်ကျွန်တော်တို့အကုန်လုံးရိုက်ချိုးပလိုက်ပြီးတော့ကျွန်တော်တို့အဲ့ဒီမှာသွားပြီးတော့အကုန်လုံးဆုံကြမယ်ဆိုတာပြောတာသူတို့ဖြင့်ကျွန်တော်တို့တော်လိုင်းဖွဲ့စည်းစစ်ကောင်စီအရအဲ့ဒီမှာပြိုပြက်သွားမှာတေချာသွားတယ်2025 2026ကြောင်ဘလို့မှမဟုတ်သူတို့ကိုသူတို့တိလို့တာသူတို့ခဏခဏအဲ့ဒါကိုထုတ်ပြောနေတာရုပ်ကွက်ပညာလျှောက်လုံနေတာဟုတ်ကဲ့ပါဗျာ နောက်ဆုံးကြည်စံပဲဗျာအဲ့ကြည်စံကိုသူတို့ထုတ်မသုံးလို့မရတော့ဘူးဒါပေမဲ့အဲ့ကြည်စံကဘာမှဘူးသူတို့နိုင်စရာအကြောင်းလည်းမရှိတော့ဘူးသူတို့လက်မခံရင်လည်းပဲမရတယ်လက်မခံရင်ရတယ်2025မှာဘာဖြစ်မလဲ2026အစမှာဘာဖြစ်လဲဆိုသူတို့ကိုသူတို့သိတယ်ကျွန်တော်တို့ပြောစရာမလိုတော့ဘူးအဲ့ဒါရှင်းရှင်းလေးပဲအထူးသဖြင့်သူတို့ရဲ့ mindset တွေသူတို့ရဲ့ဟိုတွေးခေါ်မျှော်မြင်ချက်တွေသူတို့ 这小龙洞顶那坑来的哈的啊！这这里慢慢表亮的好姑姑古嘛漂亮路罗把老的生，就是那老嘛威子啊，叫我们就就那老老些些才老多嘛的，就那那老多一块地，啊，阿龙来，就那种，你比罗毛偏生家门家，哎呀，会掉较了的。嘞。